ျွန်တော်နာမည်ကတော့ကိုမြတ်ထူးလို့ခေါ်ပါတယ်ကျွန်တော်ကိုဖိလစ်လို့လည်းခေါ်ကြတယ်လက်ရှိကျွန်တော်လုပ်ကိုင်နေတဲ့အလုပ်တွေကတော့ဟိုမက်ရှွန်းလို့ခေါ်တယ်ကျွန်တော်အစားအသောက်ထုတ်လုပ်တဲ့ဘိုင်းရယ်ပြီးသွားရင်ဆူရှီအမ်လို့ခေါ်တယ်ဆူရှီရက်စတောရန့်ရယ်နောက်ပြီးသွားရင်မီပွိုင်းလို့ခေါ်တဲ့ဟိုတယ်နဲ့ရက်စတောရန့်တွေနဲ့ကိုကျွန်တော်ကနောက်ကနေပြီးတော့ဟိုသူတို့လိုအပ်တဲ့ဥစ္စာတွေ supply လုပ်ပေးတဲ့ဥစ္စာတွေအဲ့ဒီဟာအလုံးပေါင်း၃မျိုးလုပ်ကိုင်နေပါတယ် ကျွန်တော်ကထိုင်းက UTCC ကိုတက်ခဲ့တာပါ UTCC ရဲ့မြန်မာ campus မှာတက်ခဲ့အောင်ကျွန်တော်တက်ခဲ့တဲ့ဥစားဟို MBA ပါ Master Business Administration တက်ခဲ့တာပါဟိုအဓိကတော့ကျွန်တော်တို့ကအလုပ်လုပ်ရင်းနဲ့အကြောင်းတက်မှာဆိုတော့ကျွန်တော်နဲ့အလုပ်လုပ်ရင်းနဲ့အကြောင်းတက်လို့ရတဲ့အဆင်ပြေတဲ့ဥစားဆိုတော့ UTCC ရရှိတယ်ပြီးသွားရင်ကျွန်တော်တို့ဒီမြန်မာမှာလာဖွင့်တဲ့ထိုင်းနိုင်ငံတက်ကတူတွေထဲမှာ MBA offer လုပ်တဲ့နေရာမှာလည်းသူကအကောင်းတဲ့အကြောင်းတွေမှာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ ကြောင်းတက်ရတဲ့အပိုင်းရောပြီးသွားရင်ပွဲရမယ့်အပိုင်းရောအဲ့ဒါတွေအဆင်ပြေတယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီဘက်အာချဘက်ကလူတွေကကျွန်တော်တို့အာချဘက်မှာပဲစီးပွားရေးလုပ်တဲ့အခါကျဒီဘက်မှာဒီဘက်နဲ့အာချဘက်နဲ့အဆင်ပြေတဲ့ NBA ဟိုတက်တာပေါ့နော်ဥပမာဟိုဥရောပ NBA ဆိုလို့ရှိရင်ကျွန်တော်က corporate ဘက်သွားတဲ့ဘိုင်းများတဲ့အခါကျကျွန်တော်တို့ဟဲ့ NBA ကျွန်တော်တို့နဲ့မအဆက်ဘူးအဲ့တော့ထိုင်းနိုင်ငံက NBA ကိုဘာလို့ယူချက်လဲဆိုတော့ကျွန်တော်ဒီ regional မှာတင့်တော်တဲ့ NBA တခုဖြစ်တဲ့ကြောင့်ယူချက်ဖြစ်တာပါပဲ အလုပ်ထဲကနေပြီးတော့ထွက်ပြီးတော့တက်ကတူတက်ရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က community အသစ်ဖြစ်သွားဘူး။အဲဒီအသစ်မှာလည်းဂျန်နဲ့စီပွားရေးလုပ်တဲ့ဟိုလူတွေလည်းလာတက်ကြတဲ့အခါကျတော့ကျွန်တော်တို့ပေါင်းပြီးတော့အလုပ်တွေတော့များလုပ်ဖြစ်တယ်။ကြီးကြီးမားမားအလုပ်တွေကျွန်တော်လုပ်ဖြစ်တယ်ပေါ့နော်။အဲကျွန်တော်တို့ဟို Dimsum franchise ဆိုပြီးသွားလို့ရှင် Apple authorized ဖြစ်တဲ့ M Drive တို့နောက်ပြီးတော့ MK ရဲ့အရေးဥစ္စာတွေကိုကျွန်တော်တို့ MB မှာရှိတဲ့တငယ်ချင်းတွေနဲ့အတူတူ ထောင်ပြီးတော့လောက်ကြတယ်ဗောနော်အဲတော့အရင်တုန်းကចောင်းစားတက်တဲ့အချိန်နဲ့ចောင်းပြီးသွားတဲ့အချိန်မှာကျွန်တော်ရဲ့လုပ်ငန်းဟာဆယ်စားမကတော့ကြီးသွားတယ်စိန်ခေါ်မှုတွေကတော့အများကြီးပဲရှိတယ်အတိကအချိန်ပေါ့ကျွန်တော်တို့ကအလုပ်အတွက်လည်းအချိန်ပေးရအကြောင်းအတွက်လည်းအချိန်ပေးရတယ်ဂျန်တဲ့လူမွေးကိစ္စတွေလည်းအချိန်ပေးရတယ် assignment အတွက်လည်းအချိန်ပေးရဆိုတော့အတိကပြဿနာအချိန်ပေးရတဲ့ကိစ္စအဲတော့ပျော်စရာလည်းကောင်းပါတယ်အခက်အခဲတွေလည်းရှိလားဆိုတော့အခက်အခဲတော့မရှိဘူးဒါပေမဲ့ပြဿနာအဲ့ဒီအချိန်လူရတဲ့ဥစ္စာပဲပြဿနာဟိုစိန်ခေါ်မှုတွေကတော့အများကြီးပဲ ျွန်တော်တို့စသချင်းအလုတ်ချဲ့တယ်ချဲ့တဲ့အချိန်မှာပြဿနာကြီးအများကြီးရှိတယ်အဲ့တော့အလုတ်ကချဲ့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 နေအလုတ်ကအရန်ကြီးသွားတဲ့အခါကျတော့ကျွန်တော်မထိနိုင်တဲ့အခါကျတော့ကျွန်တော်အလုတ်တွေအကုန်လုံးပျို့သွားခဲ့ဘူးပျို့သွားခဲ့ဘူးပြီမဲ့လေကျွန်တော်ကကျွန်တော်တို့ကန်ကောင်းတာပါလဲကျွန်တော်ရဲ့ကြောင်းတက်နေတဲ့အချိန်တုန်းကကျွန်တော်ရဲ့ဒင်းက Jack Green လို့ခေါ်တယ်သူကကျွန်တော်ကိုဟိုပွဲထုတ်တယ်ပေါ့နော်ပွဲထုတ်တယ်ဆိုတော့ကျွန်တော်မလုံနိုင်တဲ့အဥစ္စာကြီးအကုန်လုံးသူကလုတ်ခိုင်း ။နောက်ခိုင်းတော့အရင်တော့ကျွန်တော်ကလူ၁၀ယောက်လောက်ကိုပဲစကားပြောတတ်တဲ့လူ။အဲတော့အယောက်၁၀၀လောက်ကိုပဲစကားပြောတတ်တဲ့လူကနေပြီးတော့ကျွန်တော်စင်ပေါ်တက်ခိုင်းပြီးတော့တလောကလုံးစကားပြောခိုင်း။တော့ကျွန်တော်အလူအယောက်၈၀၀တထောင်အဲ့လောက်ထိစကားပြောနိုင်တဲ့လူဖြစ်သွားတာပေါ့နော်။ဆိုတော့ပြီးသွားရင်ကိုကိုယုံကြည်မှုပို့ပြီးတော့တက်လာတယ်။ဒီတော့ကျွန်တော်ကကျွန်တော် assignment တွေကျွန်တော်ရဲ့ဟိုသီးစစ်စီကိုလည်းပြိုင်ပွဲတွေဝင်ခိုင်းနေအဲ့လိုမျိုးဆိုတော့ကျွန်တော်ကသူကတုံးအားကြီးကြီးနဲ့တွန်းတော်နောက်ကနေပြီးတော့မဖြစ်ဖြစ်အောင်လှုပ်ခိုင်းတော့လှုပ်ခိုင်းတော့ဘာဖြစ်လာလဲဆိုတော့ဟိုကိုကိုကိုယုံကြည်မှု များလာတဲ့အခါကျတော့ကိုမလုံနိုင်ဘူးလို့ထင်တဲ့ကိစ္စတွေတော်တော်နေသွားတယ်နေသွားတော့စီးပွားရေးလုပ်ငန်းထဲမှာကြီးကြီးမားမားဖြစ်အောင်မဖြစ်ဖြစ်အောင်သင်ပေးလမ်းပြပြီးတွန်းပို့ခဲ့လို့ကကျွန်တော်ရဲ့ဒိမ်းပဲဆိုတော့ပညာသင်တဲ့အချိန်နဲ့အခုချိန်နဲ့ကွာခြားသွားတဲ့အပိုင်းရှိလဲဆိုတော့ပညာရည်အများကြီးတက်တဲ့အခါကျတော့ကျွန်တော်တို့ကကျွန်တော်တို့အိမ်မက်တွေအကြီးကြီးဖြစ်သွားတယ်အဲ့အိမ်မက်အကြီးကြီးကိုကျွန်တော်ကမရမကအကောင့်ထဲပေါ်အောင်ထဲပေါ်တဲ့အခါကျတော့သူကလောတဲ့စိတ်တွေရှိတယ်ကျွန်တော်တို့ကအသက်ငယ်နေတဲ့အချိန်မှာကျွန်တော်လှုပ်ချင်တဲ့စိတ်တွေများတယ်ပေါ့နော် ်များတဲ့ခါကျတော့ကျွန်တော်တို့ကအန်နီယယ်တွေကိုဟိုမကြည့်တော့ဘူးမကြည့်တော့ဘဲနဲ့ကျွန်တော်တို့ကဇွတ်တရုတ်လောက်တယ်လောက်တဲ့ခါကျတော့ကျွန်တော်တို့ကကိုကိုကို over promise ဖြစ်ပြီးတော့လောက်တဲ့ကိစ္စတွေရှိတာပေါ့နော်အဲတော့ဒါကလည်းအသက်အရွယ်တကူရောက်လာခါကျတော့ experience ပေါင်းသွားရင်အဲ့ဒီချိန်ကျလို့ရှိရင်ကျွန်တော်တို့ကလုံးဝပြောင်းပြန်ဖြစ်သွားတယ်အဲတော့ကျွန်တော်တို့ကအခုပညာသင်တဲ့အချိန်နဲ့အခုသင်ပြီးရဲ့အနောက်နယ်မှာကျွန်တော်ကပြန်စဉ်းစားမှာပါလဲဆိုတော့လက်ရှိဖြစ်နေတဲ့အနေအထားရဲ့ကျွန်တော်တို့တိုင်းပြည်ဖြစ်နေတဲ့အနေအထားရဲ့ကျွန်တော်တို့မှာ ရနိုင်တဲ့ဝန်ထမ်းရဲ့ quality အနေထားရဲ့ဒီသုံးခုလုံးပြန်ချိန်ထိုးပြီးတော့ပေါ့နော်ကျွန်တော်ရဲ့ vision ကိုတေချာလေးပြန်ဆောက်နိုင်မယ်ဆိုလို့ရှိရင်သူကမဖြစ်เสียအကြောင်းမရှိဘူးကျွန်တော်သင်ခဲ့တဲ့ပညာနဲ့ဒီမှာလုပ်လို့မယ်ဆိုရင်ဟိုအများကြီးဖြစ်နိုင်အများကြီးဖြစ်နိုင်လွယ်လဲလွယ်ဒါပေမဲ့ခုနကပြောလို့ဟိုကိုကဇွတ်တရွတ်မလုပ်ဖို့ပဲအရေးကြီးတာထိုင်းတက်ကတူစတက်တဲ့ကကျွန်တော်ကထိုင်းနိုင်ငံကလူတွေနဲ့အလုပ်လုပ်တာဒီနေ့ဒီချိန်ကြီးပဲဒီချိန်ကြီးပဲအဲ့တော့အရင်တော့ လောက်ခဲ့တယ်လောက်ခဲ့တဲ့ဥစ္စာကြီးပြိုသွားတယ်အခုအစ်စ်ပြန်စားလဲကျွန်တော်တို့ထိုင်းရပစ္စည်းတွေထိုင်းရလူတွေထိုင်းရကုမ္ပဏီတွေလည်းအလုပ်လုပ်တာအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အတွက်ထိုင်းနိုင်ငံမှာပညာသင်ပြီးသားဖြစ်တဲ့တွေ့အောင်ကျွန်တော်တို့အတွက်ထိုင်းလူတွေလူမျိုးတွေနဲ့ကျွန်တော်တို့အလုပ်လုပ်ဖို့အဲ့ရစီးပွားရေးသမားတွေနဲ့စကားပြောဖို့အဲ့ရလူတွေနဲ့ပေါင်းသင်းနေထိုင်ဖို့ကျွန်တော်မအခက်ခဲမရှိဘူးခဲမရှိတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကောင်းကောင်းအေးအေးဆေးဆေးအလုပ်လုပ်လို့ရထိုင်းနဲ့ကျွန်တော်လဲအင်္ဂလန်မှာကျောင်းတက်ခဲ့တဲ့လူထိုင်းပညာရေးကလုံးဝမညံ့ပါဘူး ေးသွားရင်ကျွန်တော် regional မှာအလုံးလုံးမယ်ဟေးဆိုလို့ရင်ကျွန်တော်က ASEAN နဲ့ပတ်သက်ပြီး trade လုပ်မယ်ကျွန်တော်က AAC လောက်သွားမယ်ဆိုလို့ရှင်တော့ regional အဆင့်သွားမယ်ဆိုလို့ရှင်တော့ထိုင်းပညာရေးကကျွန်တော်တို့အများကြီးကိုအဆင်ပြေတယ်ပြီးသွားရင်ကုန်ကြဈေးကကျွန်တော်တို့လလန်းပြီးတဲ့ကုန်ကြဈေးမှာရှိတယ်ပြီးသွားရင်ကနောက်ဆုံးတစ်ခုကပါလဲဆိုတော့ထိုင်းနိုင်ငံကကျွန်တော်တိတ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်ကကြိုက်တဲ့ PC ကိုအဲ့အရင်ဆွဲချလို့ရအဲ့တော့ဟိုကျွန်တော်ပညာသင်နေနေအိဘကလူဝင်နဲ့ရင်းနှီးတယ်အိမ်မှာတငယ်ချင်းတွေရှိတယ် ဟိုအဲ့ရလူတွေနဲ့ပေါင်းသင်းပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ရနေပြီးတော့ဘာပစ္စည်းပဲယူပြီးရောင်းရောင်းอ่ะမြန်မာပြည်မှာအဲ့ဒါအလွယ်ဆုံးကိစ္စလုပ်လို့ရအဲ့တော့ကုန်ကြသွားတဲ့ပတ်စံရဲ့ပြန်လုံးမဲ့အလုပ်ရဲ့နဲ့ချိန်ကြည့်လို့ရှိရင်ထိုင်းနိုင်ငံရဲ့ပညာရေးအတန်းဆုံးပဲကျွန်တော်တို့ကျွန်တော်ဖြည့်ပြီးပြောချင်တာကတော့အဓိကလူငယ်တွေကိုပညာတက်ဖို့အတွက်ရဲ့ဟိုစာသင်ပြီးွားပြီဆိုလို့ရှိရင်လည်းဘွဲရတာတခုတည်းမဟုတ်ဘဲနဲ့သင်ခဲ့တဲ့ဥစ္စာကိုလက်တွေ့ဘဝမှာအသုံးချဖို့ရဲ့ဒါမှလည်းကျွန်တော်တို့အတိုင်းပြည်မှာ ဟိုဘာပဲပြောဒီပညာတွေကိုအသုံးချနေတဲ့လူတွေများလာလေကျွန်တော်တို့ကလောကကံရပို့ပြီးအဆင်ပြေလာလေတိုင်းပြည်ပို့ဖမျိုးလာလေပြီးတော့ကိုယ်သင်ထားတဲ့ပညာတွေအကုန်လုံးလည်းကိုယ်တယောက်တည်းကိုတည်တန့်ထားမနေပဲနဲ့ကျွန်တော်တို့ကကျွန်တော်တို့စီရုံးမှာရှိတဲ့ဝန်ထမ်းတွေအလုံသမားတွေပြီးတော့ရင်ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာရှိတဲ့တငယ်ချင်းတွေညီကောင်မောင်နှမတွေအကုန်လုံးလည်းသင်ပေးပါလို့ပြောပြပါဒါမှပဲကျွန်တော်တို့ကပညာပွား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 နေကျွန်တော်ဒီထက်ပို့ပြီးဖွင့်မျိုးလာမှာနောက်တစ်ခုကကျွန်တော်ရှိတာကဘာလဲဆိုတော့ကျွန်တော်စီမှာ ဘယ်လိုပြောဘယ်လိုပြောမလဲဟိုပတ်စံမရှိလို့အလုံးမလုံးပဲနဲ့အားငယ်လူတွေအများများညာပေမဲ့ကျွန်တော်တို့ကအဓိကစပြီးတော့ business တကူစတည်ထောင်မယ်ဆိုလို့ရှိရင်အဓိကပတ်စံမဟုတ်ဘူးပတ်စံမဟုတ်ဘူးဆိုတာတို့သိစေချင်တယ်တေးသေးရနေစဟိုကိုနိုင်တဲ့လောက်ကနေစစရရနေပြီးတော့ ိုကမှားမယ်ပြင်မယ်မှားမယ်ပြင်မယ်မှားမယ်ပြင်မယ်ပြင်းပြင်းပြင်းနဲ့မှန်တာများလာဆိုလို့ရှိရင်တော့ပတ်စံတွေများလာမယ်အလုပ်ကြီးကကြီးလာမယ်ပေါ့နော်အဲ့တော့ဟိုတချို့ဝန်ထမ်းတွေရှိပါတယ်ဟို MBA တက်မဲ့ဝန်ထမ်းတွေ Business Administration တက်မဲ့ဝန်ထမ်းတွေတို့ကပြောတယ်ဆိုတာတို့ကကြောင်းတက်ပြီးသွားလို့ရှိရင်တို့ကိုတို့စီပွားရေးမဆနိုင်လို့တင်တယ်တကယ်တော့မဟုတ်ပါဘူးစလို့ရပါတယ်သေးသေးရနေပဲစချစ်ချစ်ကလေးလုပ်ပြီးွားရင်တော့ဖြည်းဖြည်းချင်းချဲ့ပေါ့အမားကနေပြီးတော့တဲမှန်တာများလာဆိုလို့ရှိရင်တို့ကလည်းသူဖြစ်သွားမှာပါတော့ အဲ့တော့ဘယ်အောင်မှမကြောက်နဲ့ဟိုတင်ရမယ့်ဥစ္စာရအောင်တင်အဲ့ဒီဟာကိုလက်တွေ့ဘဝမှာအသုံးချရမှာနဲ့သူအဆင်ပြေသွားမှာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ